ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဗိုက်အရာရာချင်းချင်းယုံကြည်ကြပါတဲ့နော်တဲ့တဲ့အပင်းအဲ့တော့စာတင်ညောင်းတည်တဲ့စစ်စခန်းမဟုတ်ပါလက်နဲ့တူလောင်လို့မရပါဘူးကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒီတပင်းနဲ့ပတ်သက်ပြီးတော့အတူချုံရင်းပြောရမယ်ဆိုလို့ရှိရင်လုံးဝလုံးဝစိတ်မကောင်းပါဘူး ကယ်၍စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့သလားမတိုက်ခိုက်ခဲ့သလားဆိုတာကိုတော့ကျွန်တော်တို့ဂါဂနနတိတိကျကျတိတိကျကျကိုကျွန်တော်မပြောနိုင်မြင်မဲ့စစ်တပ်ဒီအမ်လေကြောင်းကိုအဓိကထားပြီးတော့ရေးယူရေးယူနေရတဲ့အတွက်ကြောင့်မို့လို့เนาะမပြေတော့ကံရရှိတစ်ဖက်ကဆွဆွဲလာပြီးဟေးဆိုလို့ရှိရင်တော့ဖြစ်တန်ချီများတယ်ဆိုပြီးကျွန်တော်တို့ခံစားရပါတယ်သူပါတော့လဲစစ်တပ်ဘက်ကဆနာကိုထောက်ပြတယ်လို့ပေါ့နော်ညရာဒီကြောင်းမတက်ဘူးလေနောက်တစ်ခုကအဲ့ဒီနေရာမှာရန်နေရန်နေပောက်ကွဲအားကြောင့် လောင်ကျွမ်းတာလည်းဖြစ်နိုင်တယ်အဲ့တော့တစ်ဖက်ကပြန်လဲထောက်ပြတာကိုလည်းကျွန်တော်တို့ကလေးစားသမှုရှိရမှာဖြစ်တယ်ကျွန်တော်တို့ကခန်းစားချက်ကတော့စစ်တပ်ကတော့ကျဲသွားတယ်ဒါအကြောင်းခန်းစားချက်ပဲသို့ပါတော့လည်းခန်းစားချက်ဒီအမှန်မဟုတ်ပါเนาะအမြင်ဒီလည်းအမှန်မဟုတ်ပါအဲ့ဒီတော့ကြောင့်မို့လို့ဒီစစ်တပ်ကပြန်လဲပြောသလိုမျိုးအဲဂျမ်းပေါက်ကွဲလို့ဟလာသူတို့အချင်းချင်းတိုက်ခိုက်လို့လုံးကြံဖန်တီးမှုအဲဒါတွေအားလုံးကတော့စစ်တပ်ဘက်ကပြန်လဲပြီးတော့ခြေဖားချက်တွေပေါ့လीเนาะဒါကတော့ အဲကျွန်တော်အနေနဲ့တော့ဆက်လက်ပြီးတော့ဘယ်သူမားတယ်ဘယ်သူမှန်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရောအရှေ့ဆက်လက်ပြီးလေ့လာသွားပါမယ်ဘယ်လိုပဲဖြစ်ဖြစ်ပါဒီကိစ္စမှာကျွန်တော်တို့ဘန်းမလိုက်တင်ပါဘူးအဒီကိစ္စမှာကျွန်တော်တို့ဆက်လက်ပြီးပြောရမယ်ဆိုရင်အင်ကြီးပေါ်အေးလေးစောင့်နေတယ်နော်အပင်ကြီးပေါ်အပင်ပင်စင်ပေါက်ချင်နေတော့အန်ယူဂျီကပြည်သူလူထုရဲ့အသက်တွေကိုအကာအကွယ်ယူပြီးအစိုးရယူနေရတယ်ကျေးဇူးပြုပြီးတော့ရက်တန်းကရက်ပေးပါနော်အစိုးရယူနေတာနော်ခင်ဗျားတို့အယူထတာအရေးမကြီးဘူး ခင်ဗျားတို့တွေအဲ့လိုမျိုးစတန့်ထွင်နေတာအရင်မကြည့်ဘူးပြည်သူလူထုကကြားထဲကနေပြီးတော့ခင်ဗျားတို့အကာအကွယ်ယူနေသောအသက်တွေကကြားထဲကနေပေးဆက်နေရတယ်အဲ့တော့ဒီပြဿနာပေါ်မှာသူမားတယ်ငါမှန်တယ်ဆိုပြီးတော့ကာကနနာမသိပဲနဲ့အပြစ်ပြောမဟေးဆိုရင်ပြောသည့်နိုင်ငံပြောသည့်နိုင်ငံခေါင်းဆောင်များအားလုံးဒီပြဿနာဒီပြဿနာမှာခင်ဗျားတို့လည်းပါတယ်ဒီဒီပြည်သူတွေတည်နေရတာမြန်မာပြည်မှာနေစင်တဲ့မြပြည်သူတွေတည်ဆုံးနေရတာဟာဆိုလို့ရှိရင်ခင်ဗျားတို့အစိုးရကြီးတွေ မြောက်နိုင်ငံတကာကောင်းဆောင်ကြီးကုလသမဂ္ဂအထွေထွေအတွင်းမှုကနေစပြီးတော့အဲ့မှာရှိနေတဲ့ဟိုကျွန်တော်တို့အဲမြန်မာ UN တန်တမန်ပြုတ်ကျော်မိုးထွန်းကျော်မိုးထွန်းကမှတစ်ဆင့်နောက်ထပ် JFN နောက်ထပ်ဥရောပသမဂ္ဂတရုတ်အကုန်လုံးအကုန်လုံးခင်ဗျားတို့ကျွန်တော်ပြောမယ်ခင်ဗျားတို့အားလုံးဒီဒီပြဿနာကြီးဖြစ်နေရတာခင်ဗျားတို့အားလုံးရဲ့တာဝန်ဖြစ်တယ်နော်ခင်ဗျားတို့အားလုံးဘတ်လိုက်လို့ခင်ဗျားတို့အားလုံးဒီကလေးတငယ်တွေရဲ့အသက်သေသွားမှုတိုင်းမှာခင်ဗျားတို့ဒီအပြည့်ရဲ့ အနိုင်ဆုံး30ရာခိုင်နှုန်းခမရတို့နဲ့သက်ဆိုင်တယ်အဲ့လိုပဲကျွန်တော်ပြောရမှာပါနော်အဲ့တော့ဒီကိစ္စအရှိပေါ့အရှိဆက်လက်ပြီးတော့တွေးခေါ်စဉ်းစားသွားမှာဖြစ်ပါတယ်စိတ်မကောင်းဖြစ်ရပါတယ်နော်ကျွန်တော်တို့ကြေကွဲရပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ထပ်အမ်ဒီကိစ္စမှာစည်ရည်တင်းနေသွားကြဆိုနော်စည်ရည်တင်းနေမှာတော့ဟုတ်စည်ရည်ကတော့အခု ကျွန်တော်လေ့လာနေခဲ့တဲ့နေရာတစ်ခုရှိရနော်အဲ့တော့ဘကိုးတိုင်းပေါ့ဘကိုးတိုင်းအုတ်ရှိပင်မြို့အုတ်ရှိပင်မြို့မှာကပ္ပစာစေယုံကြီးရှိပါတယ်။အဲ့ဒီကပ္ပစာစေယုံကြီးတွေကိုအရာတိုက်မယ်လို့ကြုံဝါထားတဲ့အေအေဒီပိုးစုပတ်ဆက်နောက်ပြန်ဆုတ်ပြေးနေရပါပြီ။အညောင်ချိုးရွာကိုညောင်ချိုးကညောင်ချိုးရွာမရခင်မှာခိုင်သူခါရပါပြီဆိုပြီးတော့ကျင်ညာလိုက်တယ်။အဲ့တော့ကျင်ညာလိုက်တဲ့အချိန်မှာတပတ်နှစ်ပတ်လောက်ကခိုင်သူခလူလင်ဘွားကိုချက်ချင်းရောက်သွားတယ်။ ို့ပါတော့လည်းပဲသူတို့ရဲ့ရည်မှန်းချက်တိုင်းညောင်ကျိုးရွာကိုသူတို့ရသွားပါတယ်စစ်တပ်ကစုပ်ပေးလိုက်တယ်နော်အဲ့တော့အခုညောင်ကျိုးရွာကိုတပ်ကပြန်လဲပြီးတော့အရင်ကသူတို့ရဲ့အမားရွေးနေပေါ့ဆိုလိုချင်တာကဘာအားနဲ့ချက်ရှိလဲဆိုတာပြန်စမ်းစစ်ပြီးတော့အားနဲ့ချက်တွေကိုပြင်ပြီးတော့ညောင်ကျိုးရွာကိုပြန်လဲထိုးစစ်ဆင်တဲ့အခါမှာတော့အခုချိန်မှာညောင်ကျိုးရွာကအားလုံးနှိပါပြန်ရပြီလို့တော့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ချင်းကုန်းကိုတင်လိုက်ပြီးနောက်နောက်ထပ်ကျွန်တော်တို့ဒီအာညောင်ကျိုးရွာရဲ့လေသာကုန်း တင်လိုက်ပါပြီ။တင်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်မကြခင်ညောင်ကျိုးရွာသည်ပြည်သူတွေအားလုံးပြန်လို့ရတော့မယ်။အဲ့တော့ညောင်ကျိုးရွာနဲ့ညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ညောင်ကျိုးပြိတ်သက်တွေအားလုံးလက်ကမောင်းခတ်ပြီးတော့ကျွန်တော်တို့အပြုံးမန်းနေစတင်ပြီးပြုံးလို့ရတော့မှာပါ။တင်မကြခင်မှာတင်မကြခင်မှာညောင်ကျိုးရွာကိုပြည်သူတွေပြန်နေလို့ရတော့မှာပါ။ဘာကြောင့်လဲဆိုတော့ညောင်ကျိုးရွာရဲ့အထက်အလွန်ထက်တိတိကိုသွားပြီးတော့တက်ကဥပဆိုရင်ထိုးစစ်ဆလာပြီဖြစ်တယ်နော်အဲ့ဒီတော့ကြောင့်မို့လို့ညောင်ကျိုး ညောင်ကျိုးရွာကာကင်းစကန်းနေပြန်ရပြီမကြခင်ညောင်ကျိုးရွာကြီးပြန်ရမယ်ရန်သူကိုရှင်းမယ်ရှင်းပြီးတော့လို့ရှိရင်တော့ပြည်သူတွေသွားပြန်နေရတော့မယ်အဲ့တော့သူတို့တွေရည်မှန်းထားသူတို့ရဲ့အိမ်မက်ဖြစ်သောကပ္ပစာဆက်ယုံကြီးတွေရဖို့ဆိုတော့လုံးဝလုံးဝမေ့လိုက်လို့ရပြီလို့ပြောလို့ရပါတယ်နော်ညီမချက်လက်တွေကလုံးဝကျွန်တော်ကကချင်ပါကျေးဇူးတင်ပါတယ်အဲ့တော့ညောင်ကျိုးအချင်းနေတာယာအေဂျင့်တော့မှာပါတိတ်မကြခင်နော် အဲ့တော့ဒါသတင်းကောင်းလေးပဲစီရေးအဖြစ်လေကိုဘက်ကအသာစီးဆိုတာပဲရှိပါတယ်ညောင်ကျိုးနဲ့ပတ်သက်လာလို့ရှိရင်လုံးဝအသာစီးပါခင်ဗျဟုတ်ပြီကျွန်တော်နောက်ထပ်ပဲကိုသွားမယ်ဆိုရင်ညောင်ကျိုးပြီးသွားရင်အကျွန်တော်တို့ဒီ AR ဘတ်ချန်ဆက်သွားရအောင်နော် AR ဘတ်ချန်ဆွမ်းတာတယောက်မေးတာ AR ကျွန်တော်တို့အခုဒီပြုလို့ပေးရတဲ့သတင်းတွေပေါ့နော်သတင်းတစ်ခုပေါ့ကျွန်တော်နေမြေအခြေခံသတင်းအရာဆိုလို့ရှိရင်ဘီဒါကုန်းဘီဒါကုန်းစကန်းကရခိုင်ပြည်နယ်အတွင်းဘတ်ချမှာရှိမယ်အဲ့ဒီဘီဒါကုန်းစကန်းကတစ်ခေါက်ကျသွားတယ် အကုန်လုံးထွက်ပြေးလာရတယ်။အခုဆိုအဲ့ဗေဒါဟုစကန်းကိုတက်မတော်ကပြန်လဲပြီးတော့တိမ်ပိုက်နိုင်လိုက်ပြီဆိုတဲ့သတင်းကိုကျွန်တော်ရရှိထားပါတယ်။ကျွန်တော်ဆက်လက်ပြီးအတီးပြူကိုစူးစမ်းနေပါတယ်။ဆက်လက်အတီးပြူပါမယ်နော်။ဒီပြူပြီးရင်အဲကျွန်တော် Telegram မှာတော့ကျွန်တော်ရရှိနာသတင်းတွေအကုန်လုံးကိုကျွန်တော်နော်အချိန်မဆိုင်မင်းနဲ့ကျွန်တော်တင်တင်ပေးပါတယ်အထူးသဖြင့်ညပိုင်းလို့အချိန်နဲ့ညမှာကျွန်တော်တင်ပါကျွန်တော်အားတဲ့အချိန်လေးမှာကျွန်တော်တင်ပေးပါတယ်နော်စစ်ပွဲတွေဘယ်တော့မှပြီးမှလည်းကျေးဇူးတင်ပါတယ်အဲ့တော့ဗီတာကုန်းမပြောင်းဘူးဆိုတော့ကျွန်တော်တို့ ရခိုင်ပြည်နယ်ကိုကျွန်တော်ပတ်ထားတာက ARR ကအောက်ပိုင်းငုံငုံနားတယ်ကျွန်တော်ဘကူးကအလဲပိုင်းငုံငုံပြီးတော့မကွေးကအထက်ပိုင်းငုံတာအဲ့တော့အောက်ပိုင်းမှာငုံနိုင်နေရမှာနှစ်ပိုင်းပိုင်းလို့ရတယ်ငတိုင်းချောင်းတို့ရေကြီးလို့ဘက်ကတချမ်းနောက်တစ်ခုဘက်ချမ်းဘောမီတို့ဗီတာကုန်းတို့ရှိတဲ့ဘက်ချမ်းကရွှေတောင်ရံရှိတဲ့ဘက်ချမ်းကတချမ်းအဲ့ဘက်ချမ်းမှာလည်းစီရီအေးအတိုင်းတာတစ်ခုဒီတက်ကအောင်မြင်ထားသလိုနော်ဘကူးတိုင်းမှာလည်းစီရီအဖြစ်အဲတက်ကအောင်မြင်ထားပါလေအဲ့တော့အခုကျွန်တော်တို့နောက်ထပ် အေးအေးကသူ့ရဲ့သူသူတင်းတိုင်းသူခင်းတာပဲလေနော်ဒီလောက်ထိသူ့ရဲ့ဒီဇေယျခြင်းတွေများနေအောင်မလျှောက်ပြောဖွင့်တာအခုငါတိုင်းချောင်းဘက်မှာရှိတော့ငါတိုင်းချောင်းမှာရှိခြင်းတွေကတော့အကျိုးဆက်လက်ပြီးပြောရမှာပေါ့နော်အဲ့ဘက်ချမ်းမှာတော့အေးအေးကိုခြေကုပ်ယူခွင့်ပေးထားတယ်ဟိုဒီပကူကျွန်တော်တို့ဘယ်လိုခေါ်မလဲရခိုင်ရုံးမှာပေါ့ရခိုင်ရုံးမှာကျောပေါ့ရုံးမှာတောင်ချီမှာရှိတဲ့ရွာတွေပန်တော်ကြီးတို့နော်ဝက်ကုန်းတို့စံကုန်းတို့ အဲအဲ့ဒီဘက်ချမ်းပေါ့အဲ့ဒီဘက်ချမ်းမှာကတော့အခုတက်ရဲ့အားနေချက်တွေလည်းရှိနေတယ်သဘောရအားသာချက်တွေလည်းရှိနေတယ်သဘောကခြေကုပ်ရသွားပြီနော်ခြေကုပ်ရသွားပြီခြေကုပ်ရသွားတော့အခုဆိုရင်ဘယ်လောက်ထိသဘောကတင့်ရဲလာပြီလဲဆိုတဲ့ခါကျတော့အေးအေးသဘောနေအေးအေးရခိုင်စစ်သေးကြပေါ့အချမ်းဖတ်သဘောနေအားလုံးကအဲ့ဒီမှာခြေကုပ်ယူတယ်ယူပြီးအခုကျွန်တော်တို့လေးမျက်နှာအထိပေါ့လေးမျက်နှာအထိရုပ်ဖြတ်ပြီးတော့တို့တွေဈေးလာလာဝယ်နေတယ် နော်အေအေတွေကလာတယ်လာပြီးတော့တခါတည်းဈေးဝယ်တယ်ဈေးဝယ်ပြီးတော့ဒိုးအပ်တဲ့ရိတ်ခါတွေဝယ်ဝယ်ပြီးပြန်ပြန်သွားနေတာအထိရှိနေပြီ။နောက်ဘလောက်တိဆိုလဲဆိုတော့ပန်တော်ကြီးမှာပန်တော်ကြီးတို့စံကုန်းတို့ဝက်ကုန်းတို့အိုက်ပက်ချမ်းမှာရှိနေတဲ့ပြည်သူတွေကိုလူသစ်စုဆောင်နေပြီ။လူသစ်စုဆောင်နေငချင်းစီနဲ့ငချင်းပြန်ကြော်နေဟိုတနေ့ကလည်းကျွန်တော်ပန်တော်ကြီးကနေရော၄ယောက်ပေါ့မနေ့တနေ့လောက်ကဖြစ်ပါလိမ့်မယ်။ပန်တော်ကြီးက၄ယောက်သူတို့ဖမ်းသွားတယ်။အဲနောက်ထပ်ကျွန်တော်တို့ရွာတိကြီးကတယောက်ဖမ်းသွားတယ်။ မနေ့ကတနင်္လာနေ့မှာပဲ15ရောက်သူတို့ဖမ်းသွားတယ်နော်လူငယ်တွေလူငယ်တွေဘယ်ကောင်းမလဲငကြင်းစီနဲ့ ARV နဲ့ ARV ကိုပြန်ပြီးတော့တင်မှာ ARV သားနဲ့ ARV ကိုပြန်တိုက်မဲ့ပုံစံမျိုးတွေငကြင်းစီနဲ့ငကြင်းကြော်တဲ့ပုံစံမျိုးတွေစစ်သားစုဆောင်ပြီးတော့လုပ်နေပြီအဲ့တော့အဲ့ဘက်ချမ်းနေမှာနောက်ဆုံးပိတ်ပေါ့ဗျာနော်အဲသူတို့တွေထိမ့်ချုပ်ထားတယ်လို့ပြောလို့ရခြေခုရသွားတဲ့နေရာအားလုံးဟာစံဆက်တွေပိုင်းနဲ့ရိတ်ခါတွက်တော့မှာသူတို့ရေရှည်တိုက်ပွဲတက်စီစဉ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေပြီအဲ့ဘက်ချမ်းမှာသူတို့စုမယ်အဲ့ဘက်ချမ်းကပြည်သူတွေကို ်သင်တန်းပေးမယ်သင်တန်းပေးပြီးတော့လို့ရှိရင်ကျွန်တော်အေယာဝတီကိုတတ်ရှူလိုက်တာပေါ့ဥပမာဖြစ်ကျွန်တော်တို့ခင်ဗျားတို့သိပါတယ်ကျွန်တော်ပိန်းနေသည့်တလုံးစားခြင်းလို့ရှိရင်စိမ့်နဲ့ပိန်းနေသည့်အရင်ဆုံးတတ်ရှူလိုက်ပါလေနော်တတ်တတ်ရိုက်လိုက်ပါလေပိန်းနေသည့်ရဲ့ဥကောင်းနေပေါ့နော်တတ်ရိုက်လိုက်တယ်ရိုက်တဲ့အခါမှာပိန်းနေသည့်ရတဖြည်းဖြည်းပုတ်သွားသလိုပဲအဲ့ဒီအဲကျွန်တော်တို့ရိုးမတောင်ချေက တောင်ကြီးကရွာတွေမှာသူတို့ကအေးအေးတက်ကဝင်နေပါပြီ ARV တိုင်းသုံးပုတ်သွားနိုင်ပါတယ်အဲ့နေရာကိုတည်တည်ချာချာမစီမံမကွက်ကွယ်မထိန်းသိမ်းလို့ရှိရင်တော့အဲ့နေရာမှာအဲ့ဒီရရွာတွေအကုန်လုံးမှာအေးအေးတက်ကဝင်နေပြီ ARV ဆိုတဲ့ပိန်းတဲ့ဒီကြီးမှဲ့သွားပါလိမ့်မယ်အဲ့လိုမဖြစ်ဖို့ဆိုလို့ရှိရင်စစ်တပ်အနေနဲ့အရေးတယူနဲ့တည်တည်ချာချာဂရုစိုက်ပြီးဆောင်ရွက်ရမှာဖြစ်တယ်အခုလောလောဆယ်တော့သူတို့တက်ရိုက်ထားသောအေးအေးဆိုတဲ့တက်ကိုရိုက်ထားသောနေရာပေါ့အဲ့နေရာကရိုးမတောင်ချီမှာရှိတဲ့ရွာတွေကတော့ပုံနေပါပြီ ဆိုလိုချင်တာအဲ့မှာရှိတဲ့သူတွေစစ်သားစုဆောင်ခံနေရတယ်ရိခါစုဆောင်ခံနေရတယ်အဲ့နေရာမှာစစ်တပ်ကလည်းလိုက်ရှင်းသလားဆိုတော့အဲ့နေရာတွေအားလုံးကိုမြေပြင်ရှင်းနေမှုဘာမှမလုပ်ဘူးလေချောင်းအဖြစ်ရေးယူမှုပဲဆောင်ရွက်နေရရှိတယ်အဲ့တော့မကြခင် ARV တိုင်းပုတ်သွားနိုင်တယ်နော်လေးမျက်နှာကိုထတ်ကျော်လာမယ်နော်ကျွန်တော်တို့ပသိမ်ခရိုင်ပေါ့နော်ဆက်ပြီးတော့ဝင်လာမယ်အင်ကပူဘက်ကိုဆက်ဝင်လာမယ်ဒီ element solution ARV ဒီမကြခင်ပုတ်သွားနိုင်တယ်အဲ့တော့ အေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဘယ်လိုလုပ်မှာလဲအဲဒါကမေကွန်ထုတ်စရာတွေရှိလာပြီเนาะအဲ့တော့အခုဆိုရင်စနကျွန်တော်ပြောသလိုစစ်သားစုဆောင်မှုတွေအေယာဝီသားတွေကိုပဲပြန်စုနေရနော်အေယာဝီသားတွေပြန်စုနေရတယ်ရှိတယ်နေတိုင်းလုပ်နေတယ်အဲ့တော့မနေ့ကဆိုလို့ရှိရင်เนาะလေးမျက်နာလေးမျက်နာမြို့နယ်တဲ့တဲနုကုန်းစခန်းကိုအေအေကအလုံးရင်းနဲ့တိုက်နေပါပြီအဲ့တော့ ကဲ့ရဲ့အားနဲ့ချက်ကဒါလေးမပြင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော် ARV ပုတ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့နေရာမှာသူတို့ကိုနေရာပေးလိုက်တော့ဗျာနော်။ဥပမာဒီစစ်ကိုမွေးထားသလိုဖြစ်နေတယ်။ AA ကိုမွေးပြီးတော့မွေးထားသလိုဖြစ်နေပါတယ်နော်။အဲ့တော့အေးအဲ့ကအဲ့မှာခြေကုပ်ယူမယ်ရိတ်ခါစုမယ်လူသစ်စုသွားမယ်လာတိုက်လိုက်လာတိုက်လို့နောက်ဆုတ်ဟေ့ဆိုလို့ရှိရင်အဲ့ဘက်ချမ်းကိုပြန်ဆုတ်သွားမယ်ဟုတ်လားအဲ့ဘက်ချမ်းပြန်ဆုတ်သွားပြီးအင်အားမွေးမယ်အားယူမယ်ပြီးရင်လာတိုက်မယ်လာတိုက်ပြီးပြန်ဆုတ်သွားမယ်ခင်ဗျားတို့တော်တော်ပျော်နေသလား ခရောင်းမြေပြစစ်တီတွေเนาะစစ်တီတွေတော့မြေပြစစ်တီတွေမှာတော့အဲ့လောက်ကြီးကျွန်တော်တို့အပြစ်ပြောစရာရှိချင်မှရှိလိမ့်မယ်အဓိကတော့ခင်ဗျားတို့အဲ့ဒီအဘများပေါ့ဗျာเนาะအဘများတယ်ခင်ဗျားတို့တတော်များပျော်နေကြသလားเนาะပျော်နေရဲ့ဟေ့ဆိုရှင်တော့အေးယူမွေးတာပါမပျော်ခြင်းမပျော်ဘူးဟေ့ဆိုလို့ရှိရင်တော့အားနေချက်ကိုပြင်ပြီးတော့ခုညောင်ကျိုးမှာလောက်တဲ့လိုမျိုးနည်းမြရှင်းလင်းမှုကိုဆက်လက်ဆောင်ရွက်ပါဒီနေရာတွေနည်းမြရှင်းလင်းမှုဆောင်ရွက်လို့အကောင်းဆုံးနေရာတွေဖြစ်တယ်เนาะ ကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့ရွာတွေအကုန်လုံးကအဲ့ဒီရွာတွေအကုန်လုံးအမှန်တကယ်ခင်ဗျားတို့ကအချိန်တန်လို့အဲ့ဒီရွာတွေကနောက်ဆုံးပေပါနီးရတာကြောက်ပြီးတော့ပြည်သူအခန်းကဏ္ဍမရှိတော့ဘူးကျွန်တော်အများနဲ့ပြောရဲနော်အဲ့ဒီရွာတွေကပြည်သူတွေကနောက်ဆုံးပေနီးရတာကြောက်ပြီးအကုန်လုံးက AA တွေအနီးတွေ PDF တွေဖြစ်သွားတော့မှခင်ဗျားတို့ကရွာကိုဘုံကျဲမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်လည်းတောက်ချိုးပြင်ရမယ့်အခြေအနေရှိတယ်အခုချိန်မှာလိုက်ရှင်းဟလာဘကောမဲ့တပုံက တပုံးကကိုယ်လူလူမိုင်းဟိုသူတို့ရဲ့ဒီအနီးခေါ်လဲဆိုလို့ရှိရင်တော်လန်ရေးဗိုင်းရပ်စ်ပေါ့တော်လန်ရေးဗိုင်းရပ်စ်အကုန်လုံးကိုရိုနာလိုပဲအရန်ကိုကူးဆက်မြန်တယ်နော်အာတဖွဲ့ကဒီလက်နက်နဲ့ကျွန်တော်တို့ဒီတော်လန်ရေးဗိုင်းရပ်စ်ပေါ့အချမ်းဖတ်အချမ်းဖတ်ဒီပိုးကူးဆက်ထားခံရတော့လက်နက်ကင်တွေကရွာထဲဝင်လာမယ်ဝင်လာပြီးရွာထဲကလူတွေကိုစီးယုံမယ်စီးယုံတဖြည်းဖြည်းနဲ့တရွာလုံးကဒီအချမ်းဖတ်ဗိုင်းရပ်စ်ကူးဆက်တော့ကူးဆက်ကုန်လို့ဒီတရွာလုံးကအချမ်းဖတ်စိတ်တွေဝင်လာပြီးတော့ တရွာလုံးကြီးအနီရွာများဖြစ်သွားအဲ့လိုမျိုးမဖြစ်ဘူးကဘာလို့မဆိုစောစောစီးစီးတဲ့ကအဲ့ဒီရွာတွေမှာခင်ဗျားတို့ကစီမံခန့်ခွဲမှုတွေဟလာနှိမ်နှင်းမှုတွေအရေးယူမှုတွေမလုပ်ထားဘဲနဲ့အချိန်တန်လို့တရွာလုံးကနေလဲနေရောအခုလိုမျိုးတပင်းတို့နော်အခုလိုမျိုးပစည်းကြီးတို့အဲ့လိုမျိုးတွေတရွာလုံးနေကုန်တယ်တရွာလုံးတော်လန်ရေးတွေဖြစ်ကုန်တဲ့အချိန်ကြတော့မှခင်ဗျားတို့ကဟိုခင်ဗျားတို့တောက်ချိုးကိုယ်တိုင်ကစစ်တပ်ကိုယ်တိုင်ပြင်ရမှာပါအခုတော့ဘလို့တွေဖြစ်ကုန်လဲဆိုတော့ ARD မှာလောလောဆယ် တတ်ရှုလိုက်ပြီးတက်ကနေပြီးတော့ယောဂပုတ်ကူးတဲ့ပုံစံမျိုးနဲ့အခုကျွန်တော်တို့ဒီရိုးမတောင်ကြီးကရွာတဲ့အကုန်လုံးကမနေခြင်းမဲ့နဲ့ဏီကုန်ရပြီเนาะအခုချိန်ဒီဒေတာခန်တွေကသတင်းပေးတာတွေအများကြီးအများကြီးဒေတာခန်သတင်းတွေပေးသလားမမေးနဲ့ဒေတာခန်သတင်းပေးတာမှတကယ်ဒူတိုင်းမူတိုင်းမူအစင်စင်တီကိုပေးတယ်အဲ့တော့ပေးထားတယ်အဲ့လောက်ဒီပေးထားတဲ့သတင်းတွေအားလုံးကိုလည်း ဒီစာရဖားတွေမဆာဖားတွေကတိတိကျကျဆောင်ရွက်ခြင်းမရှိဘဲနဲ့ကြက်ပြက်ကချော်တွေလုံနေတဲ့ပုံစံမျိုးတွေအထိကျွန်တော်တွေ့နေရတယ်။အဲ့တော့ပူပေါင်းဆောင်ရွက်နေပူပေါင်းကြံစီနေဒီအေအေကိုမွေးနေသောနော်ဒီဒီပီဒီရွာတွေအကုန်လုံးကို မနီမီအောင်တမင်တကာ လုံနေသလား။အဲဒါကကျွန်တော်တို့ကမေးခွန်းထုတ်ရတော့မယ်။ကြောက်ဖြူကိစ္စအေးမဟုတ်ပါဘူးခဏနေကြောက်ဖြူကိစ္စလည်းပြောပါမယ်နော်။ကြောက်ဖြူကိစ္စလည်းပြောပါမယ်။ ကဲဟုတ်ပြီအတူတိုင်းမှုပါလုပ်နေတယ်အဲ့တော့သတင်းတွေက ရောက်တယ်ဆောင်ရွက်မှုတွေအားနေတယ်အတူတိုင်းမှုအဆင့်နဲ့ဒီစာရဖားတွေအဆင့်ထိကအလုလုပုံတွေမှာအချိုးမပြေလို့ပေါ့အခုလိုမျိုးဒီအမှန်တကယ်ကအေအေကဒီအရာဝီတိုင်းတဲ့ကိုဘာမှဒါမျိုးအထိဝင်လာစရာအကြောင်းမရှိဘူးဒါမျိုးဝင်လာပြီဆိုတော့ကကျွန်တော်ကစာရဖားတို့เนาะဒီမဆာဖားတို့ကိုအပြစ်တင်ပြောဆိုလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုပြန်ပြောဟာကိုမောင်ခင်ဗျားဘာတိလို့လဲ ဟုတ်လားခမကဘာနားလဲလို့လဲနေပြည်မှာခမရှိလို့လားဆိုပြီးတော့ပြန်လဲပြီးတော့ကျွန်တော်ငင်းခုန်နိုင်တယ်ကျွန်တော်ကိုပြန်ပြီးတော့စောတကတက်နိုင်တယ်သို့ပါတော့လည်းပဲကျွန်တော်ကအချက်လက် data ကိုထောက်ပြရမှာခမတို့ခန်းစားချက်ကိုကျွန်တော်နားထောင်တော့ညာလဲပဲခန်းစားချက်ကအဓိကမဟုတ်ဘူးအချက်လက်ကိုကြည့်မယ်ဆိုရှင် AOR မှာ AA ဝင်လာတာကခမတို့စရဖာနဲ့မစဖာညံ့စစ်တက်ညံ့နော်ထို့တူပဲဒီရွာတွေအားလုံးက AA တွေစီးဝင်ပြီးတော့နေထိုင်နိုင်နေတာဘယ်သူညံ့လို့လဲဆိုရှင် ခင်ဗျားတို့မဆာဖားတွေနော်စာရဖားတွေစစ်တက်ညံ့လို့ဆိုတာခင်ဗျားတို့ငင်းမလားငင်းမယ်ဟဲ့ဆိုရှင်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ငင်းမှာနော်မင်းမာလာငါမာလာတေချာနေဒီတဲ့ဟုတ်ဒီလူတွေခင်ဗျားတို့စာရဖားတွေတော်ရေဒီရွာတွေဟာအေအေရွာတွေ PDF ရွာတွေဖြစ်เสียအကြောင်းမရှိဘူးနော်အဲ့တော့ခင်ဗျားတို့စားရပါတယ်မဆာဖားတွေညံ့ဖြင်းလို့ဒီအေယာဝရီမှာအေအေခြေကုပ်ရပြီဒါမျိုးတွေဝင်လို့ရတာဖြစ်တယ်အဲ့တော့ အကူမောင်မောင်တို့ကအကွေဖန်လို့ရှိရင်ခင်ဗျားတို့စပိန်စပိတ်တယ်เนาะအ sorry ပါမှားပါပဲခင်ဗျားတို့စိမ့်စိမ့်တောက်တွေပေါ့ခင်ဗျားတို့စိမ့်စိမ့်တောက်တွေကလည်းကျွန်တော်တို့ကိုပြန်ပြီးတော့ဘာမှလာမသိတာအခင်ဗျားတို့ကခတ်တာကအဲ့ဒီကျွန်တော်တို့ကိုလာပြီးတော့ညင်းခုန်နေတော့เนาะဒီစိမ့်ပိန်တွေပေါ့စိမ့်ပိန်တွေကသူတို့ကဘာမှလာမသိတာအားရင်သူတို့ကဟိုကာကြုတ်တက်ပုံထိုင်ကြော့ဖို့เนาะပြီးစစ်တက်ကြီးအားပေးဖို့လောက်တည်တာ အဲ့ဘာမေးတော့ဘာဆိုဘာမှမသိစစ်တပ်အတွက်ဘာကောင်းတာဆောင်ရွက်ပေးနိုင်ဆိုဘာမှလည်းကောင်းတာမဆောင်ရွက်ပေးနိုင်ဘူးသူတို့မှအားပေးဖို့နဲ့နော်အားပေးဖို့တော့တည်တာဒါပေမဲ့လုံနေတဲ့သူတွေကျွန်တော်လစ်လာနေတဲ့သူတွေကြတော့တည်တယ်အဲ့တည်တဲ့သူတွေကြတော့လေဒါသူတို့ကနားလေပေးပြီးတော့အမြဲတမ်းတော့ခွင့်လွှတ်ဖို့ကြိုးစားပါတယ်တို့ပါတော့လည်းတစ်ခါတည်းလည်းဆုံးမရမှာဗျနော်အဲ့သူတို့ရွေးမှန်တယ်ဆိုတာမရှိဘူးခုလိုကျွန်တော်ဆုံးမပါဘူးဆုံးမဆိုတာမင်းတို့တွေစစ်တပ်နဲ့ပတ်သက်ပြီးတော့ဘာများမင်းတို့ဆောင်ရွက်ပေးဖို့လဲနော်အွန်လိုင်းပေါ်မှာ နည်းနည်းပါးပါးပေါ့ online တော့လည်း online ပေါ်မှာတဆင့်ဗာများစစ်တပ်နဲ့ပတ်သက်ပြီးကောင်းကျိုးပြုခဲ့ဘူးလေခင်ဗျားတို့နေ့စဉ်နဲ့များစစ်တပ်ကြီးထောက်ခံပါတယ်အဘကကြောင့်ကြီးကတော့ပါတယ်ဒီလောက်သာလုတ်တက်တဲ့အဆင့်ပဲရှိတယ်အဲ့တော့ကိုကဘာမှမသိရင်သိတဲ့သူတွေအလုံးလုံးနေတဲ့အချိန်မှာလဲအဲကိုအနေနဲ့ငါမသိလို့ပဲဆိုတဲ့ပုံစံမျိုးလေးနည်းနည်းလေးထားဖို့လိုအပ်တယ်နော်ကဲဟုတ်ပြီအဲ့တော့အာ AR ဒီတိတ်မကြခင်မှာစုပ်ပြတ်တတ်တော်မယ် နော်အဲ့လိုဖြစ်ဖို့အတွက်ကဒီမဆာဖားတွေစားရဖားတွေသတင်းလက်ဦးမှုရရှိရတာနဲ့မဆောင်ရွက်မှုတွေကြက်ကြော်လုံနေမှုတွေအားလုံးကိုတည်တည်ချာချာပြန်လည်ပြီးတော့စစ်ဆေးဖို့လိုနေပါပြီမစစ်ဆေးဘူးဆိုလို့ရှိရင်တိတ်မကြခင်မှာအဲကျွန်တော်တို့အဲ့ဒီနေရာအားလုံးဟာအကုန်လုံးဒီ AA တွေဖြစ်ကုန်မဲ့အကုန်လုံးဒီ PDF တွေဖြစ်ကုန်မဲ့အဲ့ရွာတွေအကုန်လုံးဖြစ်မှာနော်အဲ့တော့မှလာခင်ဗျားတို့ရဲ့တောက်ချိုးကလည်းသွားပြီးလေရင်နဲ့သွားပြီးတော့ကျဲရောမယ်နော် အဲ့လိုမျိုးတွေမဖြစ်စေဖို့အတွက်ကမြေပြင်ရှင်းလင်းမှုတွေမလုပ်ဘဲနဲ့အေးအေးကိုမွေးထားပြီးတော့အေယာဝတွေကိုဒုက္ခပေးဖို့ချောင်းနေရတယ်ခမရတို့ကိုယ်တိုင်ရက်ပါဒီနိုင်ငံကိုဖျက်ဆီးနေတာစစ်သေးကြတဲ့ပုံကတဝက်ပဲပါလားဒီနိုင်ငံကိုဖျက်ဆီးနေတဲ့အဓိကနော်ကျွန်တော်တို့နောက်ထပ်90ရာခိုင်နှုန်းတာဝန်ယူရမှာခမရတို့စစ်တပ်ပဲဘာကြောင့်လဲဆိုလို့ရှိရင်တပုံကိုမနိုင်နေမဲ့နဲ့တပုံကိုမွေးပြီးတော့မွေးစားထားနေတယ်တပုံကအကောင်ကြီးလာတော့ရက်ရွာမြို့ရွာတွေကိုသူတို့နယ်ပယ်လုပ်တယ်အဲ့ဒီအချိန်ညမှာခမရတို့ကလေးနဲ့ထုတယ် ဲ့တော့ဦးမင်းအွန်လိုင်းက9ပွဲရငစားချတဲ့ဖြူဟာကိုအသုံးပြုတယ်။နော်ဦးမင်းအစင်းစင်းအစင်းစင်းတောင်းရင်းရောမှာစစ်တပ်တပ်တပ်လုံးမှရှိနေအောက်ခြေကရှိတဲ့ရာရှိလူကြီးမင်းတွေကစပြီးဦးမင်းအွန်လိုင်းအစင်းထီကဒီနိုင်ငံကိုဖျက်ဆီးနေတယ်မှာသူတို့တဝက်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သဘုံနေနေရာတွေတိတယ်နော်အဲ့ဒီအမိန်ကလည်းဦးမင်းအွန်လိုင်းကလွဲလို့ဘယ်သူမှမပေးနိုင်ဘူး။အဲ့တော့သဘုံဌာနချုပ်တွေဗန်မော်မျိုးကြီးဒီလောက်တိုက်ခံနေရရဗန်မော်မျိုးကြီးမျိုးကြီးကျေပြက်ပြီးဆုတ်ပြတ်တက်ပြီးရစရာမရှိလောက်အောင်ပျက်စီးသွားတယ်။ ကောင်းငင်ဘောကကြည်တာဗျာကျွန်တော်ကြေကွဲရပါတယ်နော်ဘမ္ဘုံမကြီးမြို့ကြီးကဒီလောက်ထိပြာကျသွားတယ်အဲ့လောက်ပြာကျနေတော့မှပဲသူတို့ရဲ့သဘုံထိန်ချုပ်ထားတဲ့မြို့ကတာယာနေတယ်အဲ့တော့ငါပွဲရငါစမင်းတို့လာလေလာတိုက်ငါမြို့လာတိုက်ငါမြို့လာတိုက်ငါကျဲမှာပဲငါမြို့ပြက်စီဘာမှမဖြစ်ဘူးမင်းတို့မြို့မပြက်ဘူးအရေးကြီးတယ်ဆိုတော့ဦးမင်းအောင်လိုင်းရဲ့လွဲမာသောသူ့ရဲ့တမရယူးနေတဲ့ကိစ္စကလည်းသူကိုယ်တိုင်ရှင်ဆိုင်ဖြစ်ရှင်းရမှာဖြစ်တယ်နော်သူ့ကိုယ်သူပြန်ပြီးရှင်ဆိုင်ဖြစ်ရှင်းရမှာဖြစ်တယ်သူဒီသူ့ရဲ့ဒီလွဲမာနေတဲ့ ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးကိုဘယ်လိုခေါ်မလဲတရေမွေးပြီးတော့အလံမဲ့လှုပ်ရှားခြင်းတယ်နော်တရေမွေးပြီးတော့ပယောဂကုစားခြင်းတဲ့ပုံစံမျိုးကိုလည်းသူကရှော့ရမှာဖြစ်တယ်အဲ့တော့သူကိုယ်တိုင်လည်းဒီနိုင်ငံဖြစ်စင်းနေသူကသူတော့ပါတယ်အဲ့တော့တပုံကပို့ပြီးရောက်တက်လာပြီးတော့အခုဆိုရင်အဲ့တော့မျိုးတွေဖြက်စီးတယ်ကိုမျိုးကိုပြန်ဖြက်စီးတယ်အဲ့တော့တပုံမျိုးတွေကြတော့ဘာမှစောင့်ရခြင်းမရှိဘူးအဲ့တော့ဒီတပုံကိုမွေးနေရလဲဘယ်သူလဲဆိုရင်သူတို့ပဲအခင်ဗျားတော့ဥမာတပုံမွေးသေးတာဗျအောက်ခြေက ီတိုင်းမှုတွေရာရှိတွေကလည်းသူတို့ကတပုံပြန်မွေးမှာပေါ့ဗျ AR မှာခုဆိုရှင်တပုံမွေးလာလိုက်ပြီတော့အဲ့ဒီလေးမျက်နာအစွန်ကျွန်တော်တို့ပသိမ်မုံရလန်းနောက်တကြောဟာအေးစင်မွေးထားပြီးွားပြီတပုံမွေးထားတဲ့နေရာဖြစ်သွားတယ်ပြောင်းလည်းမွေးတယ်သူတို့လည်းမွေးတာပဲသူတို့လည်းမွေးစားမှာပေါ့ဟုတ်တယ်မလားအဲ့တော့เออมคอมเมซอลูชั่นตะบงก็ลาไตไปเลยဆိုရင်ခင်ဗျားလေးနဲ့သွားအခင်ဗျားတို့ကိုယ်တိုင်နဲ့နိုင်ငံကိုဖြစ်စည်းနေတယ်မှာတော်လောက်ပါအခုတော့တပင်းကိစ္စလောက်တည်ရှိမလောက်တည်ရှိတေချာတခုကတော့တပင်းင်းဒီလုံးဝ ပြည်သူခံကနာမရှိတော့ဘူးပြည်သူတွေကြောက်ရွံ့နေရတဲ့အခြေအနေရှိတယ်အဲ့တော့ဒီပြည်သူတွေဒါမျိုးဖြစ်သွားတာကခင်ဗျားတို့ကိုယ်တိုင်ကနည်းမြရှင်းလင်းမှုတွေမလုပ်တဲ့ခါကျတော့ကြာတဲ့ခါကျတော့ဒီတပုံတွေကစိတ်ဝင်တယ်ဒီအစိုးရ U NUG အစိုးရ U ကစိတ်ဝင်ပြီးတော့ဒီပြည်နယ်တွေနော်ဒီရွာတွေကိုသူတို့တပုံရွာဖြစ်အောင်လုပ်လိုက်အဲ့ချိန်ကျမှခင်ဗျားတို့ကပုံကျဲနော် NUG ကလည်းပြပမှာခင်ဗျားတို့ကလည်းနေပြီးတော့မှာတကယ်တကယ်ခံရတာ ကတော့အောက်မှာယူထားပြီးတော့နော် သမရယူနဲ့ဒီတဘုံယူနဲ့ကျွန်တော်တို့အစိုးရယူတွေဒီအယူတွေကြားထဲမှာခြာလက်ဘက်ရမ်းနေတဲ့ပြည်သူတွေကခံရတာဖြစ်တာအဲ့တော့ဒီနိုင်ငံကိုဖျက်ဆီးနေတာဥမင်းအွန်လိုင်းနဲ့တက်မတော်သေးလေ90ရာခိုင်နှုန်းခင်ဗျားတို့မှာတောင်းနေရှိတယ်အခု ARV ဆိုလည်းမကြခင်ဒီလိုပဲဖျက်ဆီးတော့မယ်နော်မွေးတာခင်ဗျားတို့အခုရန်ကုန်ရဲ့အစွန်နေမှာလည်းတိတ်မကြခင်ဒါမျိုးတွေနော်ဆဲတွေလာခြာတော့မယ်ဒါသတိတော်ထားပါဗျာနော်တဘုံမွေးတာပိုက်ဆံရတယ်နော်တဲ့ ကလေးမျိုးမာတဲ့အေးအေးလာခိုင်းပါတယ်လုံးဝအရှင်မလွတ်ဘူးတဲ့ငါတို့ချင်းလက်နက်ကင်များတယ်လေကလေးမျိုးမာဒီပေါ့တရားထားကြပါဗျာခင်ဗျားတို့ချင်းပြည်နယ်ကလည်းခင်ဗျားတို့ချင်းပြည်နယ်ကလည်းတကယ်ဟို